နောက်နမနစ်ကဘာလဲလို့ဆိုလို့ရှိရင်မန္တနာဝိပုတနာဝဏ္ဏတအာဟာရောလှခြင်းပခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဒါအလှပကြိုက်တဲ့ပုံကိုယ်တွေအတွက်လှခြင်းပခြင်းဥပမာမဲ့အိမ်မာနေတယ်ဆိုရင်လည်းတတတရရတန်တန်ရှင်းရှင်းနဲ့လှလှပပအိမ်ဝင်းချမ်းမာလည်းပဲလှလှပပတတတရရကိုကိုကိုမှလည်းပဲတန်တန်ရှင်းရှင်းတတတရရလှုပ်ခြင်းဘာလို့ရမလဲဆို မန္တနာတဲ့တစားဆင်ပေးရအိမ်မှာဆိုရင် decoration တွေပါနေတဲ့ပန်းဥယျာဉ်တွေပါနေအလှဆင်ဝိဘူတနာတဲ့လူဆိုလို့ရှိရင်မိတ်ကပ်တွေပါနေလိမ့်နာဆမလှလှအောင်ပြင်နာအဲ့ဒါလို့တစားဆင်နာအလှပြင်နာဟာလှခြင်းရဲ့အကြောင်းတရားပါပဲဒါအမှန်တန်ရိုးတဲ့အကြောင်းတရားတစ်ခုပါ တော့ကလူတွေကစားစရာရှိပြီတဲ့နောက်လှဖို့လည်းလိုသေးတာဟုတ်ယောက်ျားတွေရောလှဖို့မလိုဘူးလားလိုတယ်ခေါင်းကိုကြကြနနဖီးလို့အဝတ်စားတတ်တတ်ရရဝတ်လို့နော်ဒီငယ်ငယ်တုန်းကကြားဘူးတယ်မြန်မာပြည်ကိုလာပြီးတော့အုတ်ချုပ်တဲ့အင်္ဂလိပ်လူမျိုးတွေဟာ သူတို့နိုင်ငံမှာတော့သူတို့ဖြစ်တယ်လို့နေချင်းနေလိုက်တခါကြီးတယောက်ပြောဘူးတာကြောင့်ဗမာပြည်ရောက်လာတဲ့အခါကျသူတို့ဝိထာစားတာဖိတာလိမ့်တာကစပြီးတော့တကယ့်ကိုတတ်တရရဲ့လှုပ်ပြီးမှလူကြောင်ထွက်တယ်ယုံတက်တယ်ဆိုရင်လည်းပဲဒီလိုပြင်းစင်ပြီးတော့ကြာကြာနာနာပြင်းပြင်းစင်စင်တတ်တရရဲ့လှုပ်ပြီးမှခေါင်းဆိုလဲပြပြီးကြီး ြီးပြီးတော့မှယုံကိုလာလူမြင်လိုက်လို့ရှိအလုံးကတရတဲ့တန်ရှင်းတယ်ချုံမောလှပတယ်လို့ထင်လာအောင်ကိုယ့်ကိုပြင်ဆင်ပြီးတော့အဲ့ဒါလိုလာလေးရှိတယ်ဘယ်တော့မှခေါင်းဆုပ်ဖွားနဲ့ဖြစ်တယ်လို့ဝတ်ပြီးတော့ဖြစ်တယ်လို့လာပြီးတော့ရုံးတက်တာမရှိဘူးလေဒါကြောင့်မို့သူတို့စီမှာဆိုလို့ရှိရင်ဒီရုံးတက်ပြီဆိုလို့ရှိရင်သူတို့ဝတ်စုံအပြည့်ဝတ် နက်တိုင်တို့ဘာတို့ကစအကုန်လုံးဝဖြစ်ကြတဲ့ဆံမသွားရဘူးတဲ့အဲ့လိုပဲလောကမှာအမြဲတမ်းတတ်တတ်ရရတန်ရှင်းတည်သက်စွာနေရဖို့အတွက်မန္တနာဝိပုဒနာဆင်ရမယ်ပြင်ရမယ်တဲ့အဲ့လိုဆင်မပြင်မလူတွေဟာတတ်ရတန်ရှင်းပြီးတော့လူတွေရဲ့ အထင်ကြီးမှုကိုလည်းရရှိတယ်ယူသိမှုကိုလည်းရတယ်ဒါလောကသဘာဝပဲလေရှင်ဘုရင်တောင်မှအဝတ်စုပ်ဝတ်သွားရင်ဘယ်သူမှလေးစားမှမဟုတ်တာအဲ့တော့တတရဲ့ဝတ်စွာရှင်ဘုရင်ဆိုရှင်ဘုရင်နဲ့တန်တဲ့အဝတ်နဲ့ဝတ်သွားမယ်ဆိုရင်အလုံးကလေးစားကြမှာပေါ့ဒါကြောင့်မလို့ညဆော့ပြားကဒါကိုခေါ်တာတကယ်ကိုလက်တွေ့ကျတယ် ဤတရားရှင်ခင်ကြောစဉ်ပြိတ္တတို့လည်းဒီတိုင်းပဲပွဲနေပွဲတိုင်းသွားတယ်အရထဲသွားတယ်အပြင်သွားတယ်တသက်ရဲ့ဝတ်စားသွားရဟန်းတော်တွေကိုလည်းမြတ်စွာဘုရားညွှန်ကြားထားယူရီယွာရီတဲသွားတယ်ဆိုရင်သင်္ကန်းယုံပြီးတော့တသက်ရဲ့သွားဒါပါပဲလို့ဆိုလို့ရှိရင်အမြင်လှ တည်သက်တယ်တည့်ရတယ်ဆိုမြင်တော့မန္တနာဝိဘူတနာတဲ့တစားဆင်ရမယ်အလှပြင်ရမယ်အဲ့ဒါမှတန်ရှင်းတည့်ရတယ်လို့ဒီလိုဆိုတာဘုန်းကြီးတို့သီရိလင်္ကာမှာနေလာတဲ့ချိန်မှာတီဟိုလူမျိုးတွေကသူကကိုလိုနီဘဝမှာနှစ်ပေါင်း400ကျော်ရောက်တာပထမ ဒတ်စ်တွေဒုတိယပေါ်တူဂီတွေတတိယကျတော့အင်္ဂလိပ်ဆုံးပြီးတော့သို့သောသူတို့လူမျိုးတွေကိုနည်းနည်းလေ့လာပြီးတော့ကြီးလိုက်တဲ့အခါမျိုးကလူတွေအိမ်မှာဆိုလို့ရှိရင်ဧကန်းမှာတတ်တည့်ရထားလိမ့်ရှိစတီနဲ့စပွဲနဲ့ကလထိုင်းနဲ့အလှပပန်းအိုးလေးတွေတင်လို့ဟောတတ်တည့်ရပြင်ဆင်ထားတာသူတို့ရောက်မှုတဲ့အိမ်တွေမှာဆိုလို့ရှိရင် အဆင်းရဲအိမ်တော်မပေါ့ဘောအဲ့လိုတတတရရနေလေးရှိအိမ်ချံဝဲလေတတတရရတတတရှင်းရှင်းဒီလိုနေကြအဲ့ဒါကိုမြတ်စွာဘုရားပြောမိတ်ရှိတာမန္တနာဝိပုဒနာဝဏ္ဏတအာဟာရောလူတွေမကဘူးလူနဲ့ပတ်ဝန်းကျင်တန်ရှင်းတတ်ရအောင်ပြင်ပြင်ဆင်ဆင်နေထိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒါလည်းပဲလွယ်လွယ်ကူကူနဲ့မရဘူးတဲ့ ဟုတ်တာပေါ့လောကမှာအနေထိုင်တန်ရှင်းတရတဲ့လူနဲ့အနေထိုင်ညစ်ပတ်တဲ့လူဘယ်သူကပေါ်တော့အနေထိုင်ညစ်ပတ်တဲ့လူကပေါ်တယ်နော်တန်ရှင်းတတရနေတတ်တဲ့လူကအမှန်တမ်းရှားအဲ့ဒါကြောင့်ဘုလို့မြတ်စွာဘုရားဒါကိုခေါ်တယ်